ောင်းဖို့တော့ဘာမှလည်းမပြောကြနိုင်ရဲ့။ဒါရေကြီးတာလေးပြောဟိုပြောဒီပြောပြောရင်းနဲ့ပဲ။လူတွေကတော့ဒီနာမည်ဟိတ်ဂုံတိတ်ခါနဲ့အဲ့ဒါနဲ့တည်းမဲ့မစားရဝကမန်းပေါ့။အဲ့ဒါနဲ့ပဲအချိန်ကုန်သွားကြတယ်။ဟောအင်မတန်တနာဖို့ကောင်းတယ်ပေါ့။တနာဖို့တနာဖို့လည်းကောင်းတယ်မေတ္တာထားဖို့လည်းကောင်းပါတယ်။ကောင်းစေခြင်းနဲ့စိတ်နဲ့ဘဝတွေမြင့်တင်မြင့်တင်ပေးနိုင်ရအောင်အခုတော့နင်းပြပဲသူက။ ဆရာတော်ဘုရားကြီးကတော့ကြွလာတယ်ဂျန်တဲ့သူတွေကတော့နင်းပြပဲနော်ပြားနေတာပဲညီလူများလူပြေဖို့တာထောင်ရေအဲကောင်းစားဖို့လမ်းလေးတော့မှမဖွင့်ပေးနိုင်ကောင်းစားဖို့လမ်းလေးတွေနားလေအောင်ပြောပြကြမှာပေါ့ပြောပြတော့မှဒါသနာကရုဏာထားရလဲရောက်တယ်မေတ္တာထားရလဲရောက်တယ်နော်အဲ့တော့ ချိုးကိုကိုတွေကတော့နာမည်ကြီးပြီးတော့အောင်မြင်သွားကြလာတော့ပြီးတော့သူတို့ကသူတို့တည့်သွားကဲ့သွားအဲတကယ်တော့မௌရရဲ့လမ်းတင်တိုင်းလူသားကောင်းကျိုးပြုကြတော့ဘဟုဇနာဟိတာယနော်ဇာတိမှန်တရားရိုက်ပါတယ်ဘဟုများပြားတဲ့ဇနာလူတွေဟိတာယအကျိုးစီးပွားဖြစ်ထွန်းမှုဘဟုဇနာဒုက္ခာယဘဟုများပြားတဲ့ဇနာလူတွေလူများပေါ့ ုခရချမ်းသာဖို့လောကနုကံပါရလောကကြီးကိုဆောင်ရှားဖို့အတွက်တရားတွေကိုဘုရားကပြောပြခဲ့တာအဲ့ဒါအဲ့ဒီရေပဲချက်ကဖြစ်မှမဖြစ်ကြတော့ပဲနော်မဖြစ်ကြတော့ဒါမှမလို့ဘုရင်တို့ပြောတာတွေနားထောင်ပြီးရင်ကိုယ့်ဘာသာကိုယ်အေးအေးချောင်းလေးနဲ့လွတ်အောင်သာလုပ်ကြပြီးရင်ကုညီရလာနော် ူညီပေးတာလားဒုက္ခပေးတာလားခွဲကြသူကြိုကိုကြိုကိုလည်းပင်ကိုကြိုပင်ဆိုသူလည်းပင်ကိုကြိုပင်ဆိုနှစ်ယောက်လုံးခုံချအကုန်လုံးနှစ်ယောက်လုံးနော်နှစ်ယောက်လုံးတခါတဲ့ဘဝတုံးသွားကြမှာပဲဘဝတုံးသွားကြမှာပဲအဲ့လူတွေလည်းမလောက်ကြဘူးရေးကြည့်ပါအဲ့တော့သူချုပ်ကိုချုပ်နေပဲနောက်ဆုံးတော့သူလည်းပဲဘာမှမဟုတ်ကိုလည်းဘာမှမဟုတ်ဒုက္ခတော့တဲ့မှာ အဲ့ဒီလိုနဲ့ပဲပြီးသွားကြမှာအဲ့ဒါတွေကလည်းပဲမတိထားကြဘူးယောဂကြီးအကျေပြတ်ပါတယ်နော်ဒီကအများကြီးပါခိရတရားလည်းပဲတဲ့အမှန်တမ်းမှများပြားပါတယ်အဲ့တော့ကိုယ့်ရဲ့ဘဝမိသားစုအဲ့လိုလေးလုံခြုံရေးလွတ်မြောက်ရေးလေးကိုစူးစမ်းပြီးတော့နားလည်ရအောင်လုံခြုံရေးနဲ့လွတ်မြောက်ရေးနော်လုံခြုံရေးလွတ်မြောက်ရေးလုံခြုံရေးက လုံလုံရေးရပြန်နေတယောက်ကူညီကြပြန်နေတယောက်ဒုက္ခမပေးကြရင်လုံလုံုံုံဖြစ်ကြတာပေါ့ဌာနတိလခေါ်တာပေါ့ပြုံးမြောက်ရေးရတော့ဒီဘက်ကအချုံအောင်မထားဘဲနဲ့အစွဲမထားဘဲနဲ့အကူမထားဘဲနဲ့အဲဒီလိုနေနိုင်ကြမယ်ဆိုရင်လုံမြောက်ပါအဲ့တော့လွလွလွလတ်ဟိုလွမြောက်တော့မှတစ်ချောင်းနေကြဆိုကြလို့နော်လွလတ်တော့မှတစ်ချောင်းနေကြ အဲ့လိုလွတ်လွတ်လပ်လပ်ရှိမှတခြားမကြတာပါလွတ်လပ်မှုမရှိရင်အဲ့တရားကမဟုတ်သေးဘူးလို့ဒီလိုပဲသဘောထားနော်ဒါအမှန်ပဲတိစ္ဆာဆိုတာအမှန်တရားမလွတ်မြောက်သေးရင်မဟုတ်သေးပါဘူးဘုရားကလွတ်မြောက်ဖို့အတွက်တာအဓိကဥတည်ပြီးပြောခဲ့တာဘုရောဘောရိယသူတည်သလိုပြီးအောင်ပြောပြီးခဲ့တယ်တိန်တော်တာရိယသူ ကူးမြောက်ခဲ့သလိုဆန်တဲ့လူတွေခုံညာကျော်လွှားနိုင်ဖို့အတွက်ပြောပြတယ်။မုတ်တော်မောစီရန်သူလွတ်တယ်လို့လွတ်မြောက်ဖို့အတွက်ပြောခဲ့တာ။အဲ့ဒါလွတ်လပ်ခြင်းကဒါဗာဏပဲ။အဲ့တော့လွတ်လပ်ခြင်းကလည်းပဲရောက်မှမှန်ကန်ခြင်းပဲ။လွတ်လပ်တယ်ဆိုတာလည်းအချုပ်တော်မရှိတော့ဘူး။အချုပ်တော်မရှိတော့မှအချုပ်တော်မရှိရင်လည်းပဲဒါကိုဘယ်မလိုက်တော့ဘူးခေါ်တယ်။ အကျုံးတော်ရှိရင်တော့ပြစ်လိုက်ကြတာကြီးပဲဒီဟာဆိုရင်လွတ်လပ်တော်မှာတစ်ဖောက်နေကြအကျုံးတော်နေကြောင့်ဘာတွေရဆက်ပြီးတော့ဖြစ်လာကြလဲပူတွေပေါ့ပူတွေတော့ကတွေအများကြီးဖြစ်လာကြဒီရှင်နေတွေကနေပြူရင်းသွားမှာပြည့်စီသွားမှာပူကြတယ်နော်ဒီ တရားမြတ်တရားတန်ရောစင်းကြီးကတ်တော့တော့မှပြင်ကြတယ်။နော်တန်ရောစင်းမရှိရှိအောင်လုပ်ကြတယ်ချုပ်နှောင်ကြတယ်။နော်အမြဲတမ်းထူးခြားတာလူလောကကြီး။တရားကတရားကိုသိပအောင်ပြောလိုက်ရင်စိတ်ကပါသွားတာ။သိပါသွားရင်မလွတ်လပ်တော့ဘူးဖြစ်သွားတယ်။ကြီးတော့မှနော်အိမ်အောင်နေအဲ တက္ကနဲ့တက္ကမနှစ်ယောက်ပေါ့အိမ်တော်ဟောင်းနေရရှိကြတယ်သူတို့သာသမီတွေကတော့ရှိတဲ့တစ်ဖက်ကရှိတဲ့တစ်ဖက်ကမရှိဘူးပေါ့အဲဒီမှာသူတို့ကကြီးတော်မှသူတို့လွတ်လွတ်လပ်လပ်နဲ့ဟိုအိမ်တော်တွေကလည်းမရှိတော့ဘူးပြွန်လွန်သွားတဲ့အခါကျတော့အဲဒီမှာပူပေါင်းကြတာပေါ့ညာလည်းပဲလူကလူပူပေါင်းတာကြံစည်တာတော့မရှိပါဘူး အဲဒီဘူပေါင်းတဲ့အခါဘာတွေဖြစ်လာလဲယောဂဖြစ်လာတဲ့အခါကျတော့ယောဂဖြစ်တဲ့သူကိုနော်ဒီကမှာယောဂဖြစ်တော့ဒီကကအစိုးရနေပေါ့အစိုးရပြီးတော့ကုပြီးတော့အာဒီဥစားတယ်နော်နေမှာညမှာအဲဒီကဥစားတယ်ဒီကတော့ကဒီလည်းဖြစ်ဒီဥစားရဝိသာတွေဆောင်ရွက်ပြီးအဲဒီတော့ယောဂဖြစ်တဲ့သူကလည်းပဲသူ့ကိုယ်သူသူက ယောဂဖြစ်တာသိညရတာဒီကန္နာ။ဟောတခါခုကြည့်ပြီးတော့သူကြောင့်မှဒုက္ခရောက်ရှာတယ်ဆိုပြီးတော့ဒီရာဝိသတွေလောက်ရတာဒုက္ခရောက်တာဒီကတပြန်ပူပြာဟော။အဲ့တော့ဒါရီရလည်းပဲသူတို့ပြောပြလို့သိရတာ။ဒီယောဂတယောက်ကိုပူဒီယောဂတယောက်ကိုပူလက်။နော်သူတို့ကိုယ်တော်ကိုမပူပါဘူးသူများတော့ပူနေတာ။ ကိုကြောင့်ဒီကုညာဒုက္ခရောက်ကြတယ်ဆိုပြီးတော့ယောဂကြည့်တဲ့သူကဟိုဟာဝိယဝိဇ္ဇလုပ်ပြီးတဲ့သူကိုအာနာပြန်ပြီးတော့စိတ်ကခံစားချက်ကြီးကပြင်းထန်လာတယ်။ဒီကကလည်းဟောဒီကုညာဒုက္ခရောက်နေကြတယ်ယောဂတွေဖြစ်နေကြတယ်။ယောဂဖြစ်နေတဲ့သူကကိုယ့်အတွက်ကိုမကြည့်ဘူး။ကိုယ်နေစားပြက်တာတွေလည်းမကြည့်ဘူး။ဒီများအတွက်တော့ပူပြန်။ဘုရားကလည်းယောဂဖြစ်နေရရင် အဲသူပြီးသူပြီးတဲ့ဝိယာဝိသလုပ်ပြီးတဲ့သူမျိုးသားတွေစိတ်ကူးနေတာ။ဟောအဲ့ဒါကြီးမြင်ရတယ်။ကျွမ်းနိုင်ကြတဲ့အခါတတ်နိုင်ကြတော့တရားလေးပြောပြီးတယ်။အရာဘူးတရားမမှုပဲလို့။ဝိယာဝိသတော့လုပ်ကလုပ်ကြ။ကိုယ့်ဘက်ကကိုယ်စဉ်းစားရရင်ကြောင့်ကြီးနေလို့ရတာပဲ။နော်။ ကြီးလို့ရတယ်ဘူမပါပဲနဲ့မိုးရင်းဆိုင်မြေယုတ်ဒီမထဲပဲနဲ့စားလို့ရတယ်ခရေကြောင့်ကျွန်တော်ပြောခဲ့တယ်အဲဒီဆိုင်နဲ့စမှာဘောဆိုဗေဒိတာပဲဖြစ်ပြီးအဘူမထဲပဲနဲ့နေလို့ရတယ်နေလို့ရတယ်ဒါအဘူဆိုတာကဘာမှသုံးဝင်တာလည်းမဟုတ်ဘူးကူတော့ပါပြီကူတော့ကူလာပဲရှိတယ်ကူလို့ပြောက်တာတခုမှမရှိဘူးကူလို့ အောင်းတာလည်းတခုမှမရှိဘူး။ပူလို့ဒီဒီဥစ္စာတိုးသွားတာလည်းတခုမှမရှိဘူး။ဒီပင်နေရာကူလောင်ရေး၆ပြည့်သွားပြီးတော့နူနံသွားတော့တာ၊ညွန်းနံ၆ပြည့်သွားတော့တာ။ပြီးတော့မှသာစိတ်နှံဆိုပြီးတာ။အရာရာဟာဒီတိုင်းပဲ။ဒါကြောင့်မလို့စိတ်ကပူလို့မရဘူး။လောကကြီးကြီးတော့ပြည့်စုံစားရရကုန်းကုန်းဘယ်ဟာမှပူလို့မရဘူး။ 五六千，不话个，有哪里抢不着？那个小古街的对个啊，不话个，最多价一天才到个，古老没着。有些没那么点家务的，有些没那么点，想想到后面的，那没力气。哎妈的，谁的呀？谁在的家务老没着？我个特别夸张啊！那个古老嘛。啊 နော်အခုလောက်မှာအခုကတင်းထန်နေတယ်ချက်ချင်းပဲဘောကအောင်းလဲသွားတယ်